နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတာကြောင့်ကမ္ဘာစစ်နယ်ခအဖွဲ့ WFP ကစစ်တေမျိုးကနေထွက်ခွာတော့မယ်ဆိုတဲ့သတင်းဟာကောလာဟလာတစ်ခုသားဖြစ်တယ်လို့ WFP တာဝန်ရှိသူက TVB ကိုပြောပါရယ်ကေခိုင်သတင်းပေးပို့ထားပါရယ်ရှင်။ ရခိုင်ပြည်နယ်တွေကနဲ့ကပ္ပစာနေရိခအဖွဲ့ WFP ထွက်ခေါ်တော့မယ်ဆိုတဲ့သတင်းတွေဟာအခု match လပထမပဲထင်ပါပဲကြည်ကြည်ပြတ်ပြတ်ထွက်ပေါ်လာပေမဲ့အဲ့ဒီသတင်းကို WFP တာဝန်ရှိသူတွေကငင်းဆိုလိုက်ပါတယ်စစ်တွေမြို့နယ်အတွင်းဖုန်ကြီးကျောင်းတွေမှာနေထိုင်နေကြတဲ့စစ်ဆောင်8000ကျော်ဟာပြီးခဲ့တဲ့နှစ်ဒဇင်ဘာလကတည်းကကပ္ပအစာနယ်ရိခအဖွဲ့ WFP ရဲ့ကုညီထောက်ပံ့မှုရပ်တန့်တော်ခဲ့တာဖြစ်ပါတယ် ဒါပေမဲ့အခု match လပထမဘက်ထင်းမှာတော့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးအပ်နေတဲ့ WFP ဟာစစ်ပေးဆောင်ပြည်သူတွေအတွက်လူတအုပ်ကိုအထောက်အပံ့နှလားစာဆိုပြီးပေးအပ်ခဲ့ပါတယ်။ ဒီအခြေအနေမှာ WFP အနေနဲ့အထောက်အပံ့နလစာပေးပြီးတော့စစ်တွေမျိုးအခြေစား WFP ရုံအပါအဝင်ဝန်ထမ်းတွေပါမကျန်းစစ်တွေမျိုးကနေထွက်ခေါ်တော့မယ်ဆိုပြီးစစ်ရှောင်တွေနဲ့စစ်ရှောင်ကူညီပေးသူတွေကြားမှာသတင်းတွေထွက်ပေါ်နေတာပါအခုလိုအခြေအနေနဲ့ပတ်သက်ပြီးအသေးစိတ်သိရှိနိုင်ဖို့အတွက် WFP ကတာဝန်ရှိသူတွေကို DWP ကဆက်သွယ်မေးမြန်းခဲ့ပါတယ်ရခိုင်ပြည်နယ်စစ်တွေမြို့မှာရှိတဲ့ WPO ပိတ်သိမ်းမယ်ဆိုပြီးတော့ထွက်နေတဲ့သတင်းတွေက တကယ်တော့ကောလာဟလတွေပဲဖြစ်ပါတယ် ဒီကျွန်တော်တို့ WP အနေနဲ့စစ်တွေမြို့မှာအခြေစိုက်ထားတဲ့ရုံးကိုပိတ်သိမ်းတာမျိုးမရှိတဲ့အပြင်အခုရခိုင်ပြည်နယ်တဝန်းလုံးမှာရှိတဲ့အကူအညီလိုအပ်နေတဲ့သူတွေအားလုံးအတွက် စားနပ်ရိက္ခာနဲ့အာဟာရအကူအညီပေးနိုင်တော့ဖို့အတွက်ကျွန်တော်တို့အစွမ်းကုန်ကြိုးစားလျက်ရှိပါတယ်ပိကရနေမေလာကုံပိုင်းကစပြီးစစ်တွင်မျိုးဗျာဖြူရော်အပါအဝင်ကျေတော်ရွှေပြည်သာအမြင့်ကျုံရေချမ်းမြေတင်မုံတန်းပါတလေနာယီကန်စတဲ့ကျေော်ပေါင်း20ကျော်ကဒေသခံပြည်သူတွေကိုစစ်ကောင်စီကအတင်းအဓမ္မနင်ထုတ်ခဲ့ပါတယ် ဒါကြောင့်နေရက်ကိုစွန့်ခေါ်ပြီးတော့စစ်ပေးရှောင်8000ကျော်ဟာစစ်တွေမြို့မှာရှိတဲ့ဘုံတော်ကြီးအကြောင်း53ချောင်းမှာ ဖြစ်တယ်လို့ခိုးလုံနေထိုင်နေရတာဟာလက်ရှိအချိန်ထိပဲဖြစ်ပါတယ်။စစ်ပေးရှောင်တွင်နေထိုင်တဲ့ကြောင်း53ချောင်းရှိတဲ့အထက်က46ချောင်းကို WFP ကထောက်ပံ့ကူညီပေးနေတာဖြစ်ပါတယ်။စစ်ပေးရှောက်ကူညီပေးသူရဲ့ပြောကြားချက်ကို DPP ကအတန်အစားထုတ်ဖက်ပြပေးထားပါရယ်။ WFP ကအရင်ကလူတယောက်ကို9000ပေးတယ်။12လပိုင်းကလေးကမပေးတော့တာပါ။ ဒါကြောင့်စာဝတ်နေရေးကလည်းခက်ခဲနေကြတာပေါ့ဒီလမှာတော့ WFP ကလူတယောက်ကိုနှစ်လသာပေးမယ်ပြောပါတယ်ပြီးရင်ရက်တော့မယ်ဆိုပြီးပြောတယ် WFP ကမပေးတော့ဘူးဆိုတော့တချို့စစ်ဆောင်တွေဆိုရင်ငိုနေကြတယ်လေဦးစင်းတို့ကလာလူတဲ့တကာတွေစီကရမှာပဲစစ်ဆောင်တွေကိုပြန်ပြီးပေးရတာပေါ့ဦးစင်းတို့အနေနဲ့ကြတော့လေစစ်ဆောင်ဦးရေများလာကြအောင်ငွေကြေးခက်ခဲရှိပြီးမတက်နိုင်တာတွေများပါတယ်ဒါပေမဲ့အခုလိုမျိုးမထွက်ခွာဘူးဆိုတာကြားရတော့ဝမ်းသာပါတယ်ဘာပဲဖြစ်ဖြစ်စားဖို့တောက်ဖို့ကအနေချင်းပဲဖြစ်ဖြစ်ကာမိမှာပဲလေ လက်ရှိစစ်တွေမျိုးအနည်းမှာစစ်ကောင်စီတပ်နဲ့အာရခတပ်တော် A တို့အကြားအခုရပါအတွင်းမှာလက်နက်ကြီးတွေနဲ့အပြန်အလှန်ပစ်ခတ်တိုက်ခိုက်နေကြပြီးတော့တိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါဗျ။ဒီလိုအခြေအနေမှာနေရက်ကိုဆွန့်ခေါ်ပြီးတော့ဘိုးတော်ကြီးအကြောင်းတွေမှာစစ်ဘေးရှောင်နေရတဲ့ရခိုင်ကဒေသခံတွေဟာလူသားချင်းစာနာမှုအကူအညီတွေရရှိနိုင်ဖို့အရေးတကြီးလိုအပ်နေပါတယ်။ကျွန်မကေခိုင်ပါ။